ရှမသဲခရဝင် အခန်းကြီး27အငယ်1 46ယေရုရှလင်မြို့အနီးသို့ချင်း၍တန်လွင်တောင်ချေရင်း၌ဘက်ဖာဂီရွာသို့ရောက်ကြသောအခါယေရှုသည်တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ်၍သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ ထိုရွာ၌ချီနောင်လျက်ရှိသောမြီးမနှင့်မြီးကလေးကို သင်တို့သည်ချက်ချင်းတွေ့လိမ့်မည်မြီးကျိုးကိုဖြီး၍ငါထံသို့ဆောင်ခဲ့ကြ သူတစ်ပါးသည်တင်တို့အားတစုံတစ်ခုကို ဆိုလျင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ထို့သူပြောလျင်ထို့သူသည်ချက်ချင်းပေးလိုက်မည်ဟုမှားထားတော်မူ၏ထို့အကြောင်းအရာမူကားသင်ဤအရှင်မင်းကြီးသည်မြီးမနှင့်မြီးကလေးကို စီး၍နူးညံ့သိမ်မွေ့သောစိတ်နှင့်သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုလောဟုဇိအုံတို့သမီးအားပြောကြလောဟူသောပရောဖက်ဤနှုတ်ထွက်ပြေဆုံးမိအကြောင်းဖြစ်သည် တပဲ့တော်တို့သည်တွား၍အမိန်တော်အတိုင်းပြုသည်ဖြင့်မိမနှင့်မိကလေးကို ဆောင်ခဲ၍မိကျောပေါ်မှမိမိတို့အဝတ်ကိုတင်ကြပြီးလျှင်ကိုတော်သည် စီးတော်မူ၏အတိုင်းမသိများစွာသောလူတို့သည်မိမိတို့အဝတ်ကိုလမ်း၌ခင်းကြ၏အချို့တို့သည်တစ်ကိုင်းတစ်ခတ်များကို ခုတ်၍လမ်း၌ခင်းကြ၏ရှေ့နောက်လိုက်သွားသော အချမ်းအယံများတို့က ဒါဝိဣသားတော်အားဟောရှာနာဖြစ်စေတည်းဒါရဘုရားဤအခွင့်နှင့်ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းကောင်းကင်ဘဝဝေဟောရှာနာဖြစ်စေတည်းဟုကြွေးကြော်ကြ၏ယေရုရှလင်မြို့သို့ဝင်တော်မူသောအခါတမြို့လုံးအုပ်အုပ်တဲတဲဖြစ်၍ဤသူကအဘယ်သူနည်းဟုမေးမြန်းကြလျင်လူအစုအဝေးတို့က ဤသူသည်ဂါလိလဲပြည်နာဇရက်မြို့၌ပေါ်ထွန်းသောပရောဖက်ယေရှုပေတီဟုပြောဆိုကြ၏ယေရှုသည်ပရောဖက်ဤဗိမ္မာန်တော်သို့ဝင်တော်မူပြီးလျှင် ဗိမာန်တော်၌ရောင်းဝယ်သောသူအပေါင်းတို့ကိုနှင်ထုတ်၍ငွေလဲသောသူတို့၏ခုံများကို၎င်းဂျိုးငှက်ရောင်းသောသူတို့၏ထိုင်နေရာကို၎င်း တွန်းလဲတော်မူလျက်ငါအိမ်ကိုစွတောင်းရအိမ်ဟု၍ခေါ်ဝေါ်ကြလက်တန်းဟုကျမ်းစာ၌လာတော်လေသင်တို့သည်ထိုအိမ်ကိုတပြတ်တွင်ဖြစ်စေကြပြီတကားဟုမိန့်တော်မူ၏ ထိုအခါဗိမ္မာန်တော်၌မျက်စိကန်းသောသူခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍သူတို့အနာရောဂါကိုငြိမ်းစေတော်မူ၏ကိုရောပြုတော်မူသောအံ့ဩဖွယ်အမှုတို့ကို၎င်း သူငယ်တို့ကလည်းဒါဝိဣသားတော်အားဟောရှနဖြစ်စေတည်းဒီဟုဗိမ္မာန်တော်၌ကြွေးကြော်ကြသည်ကို၎င်းယစ်ဘရောဟိတ်အကြီးစံပြူစရာတို့သည်ကြားမြင်လျှင်အမျက်ထွက်ကြ၍ ဤသူတို့သည်အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟုယေရှုအားမေးကြလေသောငါကြား၏နှုတ်ဆိုသူငယ်တို့နှုတ်ထဲမှကိုတော်သည်ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟုသောစကားကို သင်တို့သည်တရံတကားမျှမဖတ်ဘူးသလောဟုမိန့်တော်မူ၏သူအခါသူတို့ကိုထားခဲ့၍မြို့ထဲမှထွက်ပြီးလင်ဘေတနိယွာသို့ကြွ၍သူညကိုလွန်စေတော်မူ၏ နနက်အချိန်၌မြို့သူပြန်စင်တွင်စာမှုတော်မူ၏လမ်းနာမှာတင်မောတဖန်းပင်တပင်ကိုမြင်လျင်ထိုအပင်သို့ကြွသွား၍အရွက်ကိုသာတွေ့တော်မူသည်ရှိသောယခုမှစ၍အစင်မပြတ်တင်၌အတိမတိစေနှင်းဟုမိန့်တော်မူလျင်ထိုအပင်သည်ချက်ချင်းတွေ့ချောက်လေ၏တပည့်တော်တို့သည်မြင်လျင်တင်မောတဖန်းပင်သည်ချက်ချင်းတွေ့ချောက်ပါပြီတကားဟုအံ့ဩ၍ဆိုကြ၏ ယေရှုကလည်းငါအမှန်ဆိုသည်ကားသင်တို့သည်ယုံမှားခြင်းနှင့်ကင်းသောယုံကြည်ခြင်းရှိလျင်သင်မောတဖန်းပင်၌ပြုတကဲ့သို့သင်တို့ပြုနိုင်သည်တာမကထိုတောင်ကိုပင်နေရာမှရွှေ့လောပင်လယ်၌ကြလောဟုဆိုလျင်ဆိုသည့်အတိုင်းဖြစ်လိမ့်မည်ယုံကြည်ခြင်းပါလျက်ပတ္ထနာပြု၍ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟုမိန်တော်မူ၏ဘိမှန်တော်သို့ဝင်ပြန်၍ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ယစ်ဘရောဟိတ်အကြီးတို့နှင့်လူတို့တွင် အကြီးအကဲဖြစ်တော်သူတို့သည်အထံတော်သို့ချင်းကပ်၍ကိုရောသည်ဤအမှုများကိုအဘယ်အခွင့်နှင့်ပြုသနည်းထိုအခွင့်ကိုအဘယ်သူပေးသနည်းဟုမေးလျှောက်ကြတော့ယေရှုကငါသည်တစုံတစ်ခုကိုမေးအုံးမီသင်တို့ဖြေလျင်ဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကိုငါပြောမီယောဟန်ဤဗတ္တိဇံတရားသည်အဘယ်ကဖြစ်သနည်းဖျားကဖြစ်သလောလူကဖြစ်သလောဟုမေးတော်မူ၏ ထိုသူတို့သည်အချင်းချင်းစင်ချင်၍ဖျားကဖြစ်သည်ဟုငါတို့ဖြေလျင် သင်တို့သည်ယောဟန်ကိုအဘဲကြောင့်မယုံသည်ဟုသူမေးလေအုံးမီလူကဖြစ်သည်ဟုငါတို့ဖြေလျင်လူများကို ကြောက်ရ၏အကြောင်းမူကားလူအပေါင်းတို့သည်ယောဟန်ကို ပရောဖက်ကဲ့သို့ထင်မှတ်ကြ၏ဟုအချင်းချင်းစင်ချင်ပြီးမှ အကျွန်ုပ်တို့မသိပါဟုယေရှုအားပြန်ပြောကြ၏ ုရောကလည်းထိုအတူဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကိုငါမပြောသင်တို့သည်အဘယ်သို့ထင်ကြသနည်းတစုံတယောက်သောသူ၌သားနှစ်ယောက်ရှိ၏သားအကြီးစီသို့တွား၍ငါတာယနေ့ငါစပြည့်ဥယင်သို့တွား၍လှုပ်ဆောင်လောဟုဆိုလျင်သားကငါမတွားဘူးဟုပြန်ပြောတော်လေနောက်မှနောင်တရ၍တွားလေ၏အဘသည်အခြားသောသားစီသို့တွား၍ရှေ့နီးအတူဆိုလျင် သားကသွားပါမည်အပသခင်ဟုဆိုတော်လေမသွားဘဲနေ၏ထိုသားနှစ်ယောက်တို့တွင်အဘယ်သူသည်အဘ၏အလိုကိုစောင့်သနည်းဟုမေးတော်မူလျင်သားအကြီးဆောင်ပါသည်ဟုပြောကြတော့ယေရှုကလည်းငါအမှန်ဆိုသည်ကအခွန်ခံတို့နှင့်ပြည့်တစားတို့သည်တင်တို့အရင်ဖျားသခင်၏နိုင်ငံတော်သို့ဝင်တတ်ကြ၏ အကြောင်းမူကားယောဟန်သည် ဖြောက်မတ်သောအကျင့်ကိုကျင့်၍သင်တို့စီတို့လာတော်လေသင်တို့မယုံကြည်ကြအခွန်ခံတို့နှင့်ပြည့်တစားတို့မူကားယုံကြည်ကြ၏ထိုအကြောင်းကိုသင်တို့သည် မြင်တော်လေယုံကြည်မိအကြောင်းနောက်တဖန်နောင်တမရကြ အခြားသော ဥပမာကိုနားထောင်ကြလော့အရှင်တူသည် စပြည့်ဥယင်ကိုစိုက်ပြိုး၍ဆောင်ရမ်းကိုလုပ်ပြီးမှ စပြည့်တီးနေရာကျင်းကို တူးလေ၏ မိခိုရာလင့်စဉ်ကိုလည်းစောက်လေ၏လှုပ်ဆောင်သောသူတို့အားဥယင်ကိုငှား၍အခြားသောပြည်သို့သွားလေ၏အတီးတီးချိန်ရောက်သောအခါအတီးကိုခံစီခြင်းငှားငေသားတို့ကိုဥယင်ဆောင်သူရှိရာသို့ဆေလွတ်လေ၏ထိုသူတို့သည်ငေသားများကိုဖမ်းပြီးလျင်တအူးကိုရိုက်၍တအူးကိုတက်၍တအူးကိုခဲနှင့်ပစ်ကြ၏ နောက်တစ်ဖက်အရင်ထက်များသော အခြားငယ်သားတို့ကိုဆေလွတ်ပြန်လင်ဥယင်ဆောင်တို့သည် ရှေ့နီးအတူပြူကြ၏နောက်ဆုံး၌ဥယင်ရှင်က ထိုသူတို့သည်ငါသားကိုအာနာကြလိမ့်မည်ဟု ဆို၍မိမိသားကိုဆေလွတ်လေ၏ဥယင်ဆောင်တို့သည်သားကိုမြင်လင်ဤသူသည်အမွေခံဖြစ်၏လာကြသူကိုတက်၍သူ၏အမွေဥစ္စာကိုယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍ဥယျာဉ်ရှင်၏သားကိုဖမ်းယူပြီးမှ ဥယျင်ပြင်သို့ထုတ်၍တက်ပြကြ၏တို့ဖြစ်လျင်ဥယျင်ရှင်သည်လာသောအခါဥယျင်ဆောင်တို့ကိုအဘယ်သို့ပြုမိနည်းဟုမေးတော်မူ၏ပရိသတ်တို့ကလည်းထိုလူဆိုးတို့အားဆိုးသောဖြက်စည်းခြင်းကိုစီရင်ပါလိမ့်မည်အသီးသီးချိန်တွင်အသီးကိုဆက်အံ့သောအခြားလူတို့အားထိုဥယျင်ကိုငားပါလိမ့်မည်ဟုပြောကြ၏ယေရှုကလည်းတိုက်ကိုတီးလို့သောသူများပယ်ထားသောကြောင့်သည်နောက်တစ်ဖန် တိုက်တော့အထွတ်ဖျားသူရောက်ပြန်၏ထိုအမှုသည်ထာဝရဖျားပြုတော်မူသောအမှုဖြစ်၏ငါတို့မျက်မှောက်၌လည်းအံ့ဩပွေဖြစ်၏ဟူသောစကားကို ကျင်းစာ၌သင်တို့သည်တရံတကားမြမဖတ်ဘူးတလောထို့ကြောင့်ငါဆိုသည်ကဖျားသခင်၏နိုင်ငံတော်ကိုသင်တို့မှနှုတ်၍နိုင်ငံတော်၏အသီးကိုတီးအံ့သောလူမျိုးအားပေးရလက်တံအကျဉ်သူသည် ထိုကြောင့်အပေါ်သို့ကြ၏ ထိုသူသည်ကျိုးလက်တံအကျင့်သူ၏အပေါ်သို့ ထိုကြောက်သည်ကြ၏ထိုသူသည်ညံ့ညက်ကြည်လက်တံဟု မိန့်တော်မူ၏ထိုဥပမာစကားကိုယစ်ပရောဟိတ်အကြီးနှင့်ပါရိရှဲတို့သည် ကြားရလျှင်မိမိတို့ကိုရည်ဆောင်၍ဟောပြောတော်မူသည်ကိုသိကြ၏ကိုယ်တော်ကိုဖန်းစည်းခြင်းကရှာကြံတော်လေစုဝေးသောသူများကိုကြောက်ကြ၏အကြောင်းမူကားထိုသူတို့သည် ကိုယ်တော်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြ၏ Amen. God bless you.